ဘားအောင်မင်းကောင်တည်ထားခဲ့တဲ့အိတ်စီတန်စီရီတော်နဲ့ပတ်တီတန်စီရီတော်ကိုသွားရောက်ဖူးမြော်ခဲ့ပါတယ်။ဒီမှာထူးထူးခြားခြားအနေနဲ့ဖူးမြင်တွေ့ခဲ့ရတာတွေလေးလာခဲ့ရတာတွေကတော့ဝိဒ္ဓာတွေနဲ့ဆိုင်တဲ့ဓာတ်၊နတ်၊တိုက်၊ဘလူး၊ငကားစတဲ့ပုံတော်တွေကိုများစွာတွေ့မြင်ခဲ့ရပါတယ်။ Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဥယျာဉ်မူပါဗျဒီနေ့ကျွန်တော်ရောက်ရှိနေတာကတော့မန်လေးတိုင်းကြောက်ပြောင်းမြို့ကိုကျွန်တော်ရောက်ရှိနေရပဲဖြစ်ပါတယ်ဒီနေ့သွားရောက်လေပတ်ဖူးမြော်ခဲ့တဲ့ဇေဒီတော်ကတော့အဖအောင်မင်းကောင်တီထားကိုးကွယ်ခဲ့တဲ့အက်စီဒန်ပတ္တီဒန်ဇေဒီတော်တွေကိုသွားရောက်ဖူးမြော်ခဲ့တာပဲဖြစ်ပါတယ် ဒီစီရီတော်ကကြောက်ရောင်းမိတ်တီလာလမ်းကနေအတွန်းကိုနည်းနည်းထပ်ဝင်ရပါတယ်အခုမြင်တွေ့နေရတဲ့မုတ်ဦးကဖះကိုတက်တဲ့ရောင်းမဲ့မုတ်ဦးပဲဖြစ်ပါတယ်အရန်ဝေးကြီးသွားစရာမလိုပါဘူးနော်အခုမြင်တွေ့နေရတဲ့တောင်ကြီးကတော့ကောင်းတီတောင်လို့ခေါ်ပါတယ်ဗျအဲ့ဒီတောင်ကလည်းအဘအောင်မင်းကောင်တီထားကိုးကွယ်ခဲ့တဲ့ရုပ်ပွားတော်အကြီးတစုရှိပါတယ်အဲ့ဒီရုပ်ပွားတော်ကြီးကိုလည်းဒီနေ့ကျွန်တော်တို့သွားဖူးကြမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့အဲ့ဒီဘိုင်းနေမပါသေးဘူးပေါ့နော် ကျွန်တော်နောက်ထပ်3ရက်လောက်နေအဲ့ဒီအပိုင်းတွေကိုဆက်တင်ပေးပါမယ်။ကောင်းတီတောင်ပေါ်မှာဆိုလို့ရှိရင်လည်းဖူးမြော် လေပတ်စရာတွေအများများတာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုနှစ်ပုဒ်လောက်အနေနဲ့ခွဲပြီးတင်ပေးပါမယ်ဗျ။အခုဆိုရင်တော့ကျွန်တော်တို့ဗတ်တီရန်ဖျားကိုရောက်ပြီပေါ့နော်။ဘာအောင်မင်းကောင်ဓမ္မိန်ချခဲ့တဲ့အိစာတရားတာတိုင်းရဗတ်တီရန်ဖျားပဲဖြစ်ပါတယ်။အဲ့ဒီဖျားကိုကျွန်တော်တို့ဝင်ဖူးတဲ့အချိန်မှာဖျားကခုမှ စတင်တိဆောက်ဆဲအခြေအနေပဲရှိပါသေးတယ်ဗျပြီးသလောက်ဖူးမယ်ဆိုပြီးတော့ကျွန်တော်တို့ဖရားတဲ့ကိုဝင်ခဲ့ကြပါတယ်ဖရားဝင်တဲ့ရောက်တဲ့အချိန်မှာခွေးတွေကတော်တော်ပေါ်တယ်ဗျကျွန်တော်အောက်ဆင်းလိုက်တာနဲ့ကိုင်မလို့အုပ်လိုက်ကြည့်ပြေးလာပါဘောနော်အဲ့ဒါကြောင့်မလို့ကျွန်တော်အခုလိုပဲကားပေါ်ကနေပြီးတော့လန့်ရိုက်ခဲ့တာဗောနော်အောက်ကိုလုံးဝမဆင်းခဲ့ရပါဘူးဗျ ပတ္တိတံဖရာကနေမလံမကန်းလေးမှာအိစိတံဖရာကိုထပ်တွေ့ရပါတယ်။အိစိတံဖရာတဲ့ကိုတော့အစကတည်းကတေချာဝင်းမှုဖို့ရည်ရွယ်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တငယ်ချင်းတွေလည်းကြည့်ရအောင်လို့တေချာလေးရိုက်ပြပေးလိုက်ပါတယ်ဗျ။ဆက်ကြည့်ကြပါအောင်နော်။ဝင်သွားမှဆိုရင်တော့မောဥိယခန်းသားတို့တွေ့မြင်ရပါတယ်ဗျအပေါအောင်မင်းကောင်တီထားသောအိစီဒန်စူတောင်းပြည့်စီတီတော်သူပြီးရေးထားပါတယ် ပြီးတော့ဝင်ဝင်ချင်းဘေးလေးမှာဇယက်ကလေးတွေဇောင်းတန်းလေးတွေကိုတွေ့မြင်ရပါတယ်ဗျဇီရိုလန့်ကြည့်လိုက်တဲ့အခါမှာဇီရိုဝင်းကြီးကလည်းကျေပြန့်ပြီးတော့ဖူးကျင်စရာလေပတ်ရှင်စရာရမ်းကောင်းလာပါတယ်ဒီလိုရင်ရင်ပေါ်မရောက်ခင်ဘေးလေးမှာ တိုင်နန်းတစ်ခုကိုစတင်တွေ့မြင်ရပါတယ်ဒီတိုင်နန်းထဲမှာဆိုရင်တော့အမတော်ညာနန်းနွယ်ငကားမေတော်ကြီးအကိုတော်စောခွန်အောင်အမတော်စောမွန်လာအကိုတော်စောခွန်အောင်တို့ကိုတွေ့မြင်ရပါတယ်ဒီမင်းတို့တတ်တတ်ချင်းမှာရုပ်ပွားတော်တဆူအစားတွေ့ရပါတယ်အခုလိုပုံစံဆိုရင်တော့ကျွန်တော်တို့ကစူးပုံညာရှင်လို့ခေါ်တာပေါ့နော် ဘွဲတော်အမှန်ကိုသိတဲ့သူတွေကကွန်မန့်မှာရေးပေးသွားကြဖို့အတွက်တောင်းဆိုကြပါလေ။ဒါလည်းအဝင်ဝမှာတွေ့ရတဲ့တခွန်တိုင်းပဲဖြစ်ပါလေဗျ။ရန်ကိုလက်ရမြောက်လွန်းလာပါလေဗျ။ ဒီနေရာမှာဆိုရင်တော့ဒဏ္ဍာန်းတစ်ခုကိုစတင်တွေ့မြင်ရပါတယ်ဒီဒဏ္ဍာန်းပုံတော်ဒီမှာတော့နာမည်ရေးတာမျိုးမတွေ့ခဲ့ရပါဘူးဗျာ နောက်တစ်ဖရာရင်မြင်တော်တနေရာမှာအိစီတန်အောင်မြေဆိုပြီးတော့အောင်မြေနင်းတဲ့နေရာလေးတစ်ခုကိုတွေ့ရပါတယ်ကျွန်တော်လည်းအခုကျွန်တော်တင်တဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုသူတန်းပြပါသေးလို့ရည်ရွယ်ပြီးတော့အောင်မြင်ုံနှင်းခဲ့ပါတယ်။ဒီနေရာမှာတော့ဒကြမင်း၄ပါးကိုတွေ့မြင်ရပါတယ်။နောက်ပတ်မှာက ဝေယတရားမင်းနောက်ဘက်မှာဝိရုပက္ခတရားမင်းတောင်ဘက်မှာဝိယုလကတရားမင်းရှိဘမှာဆိုရင်တော့ဓာတရထသကြမင်းတို့ကိုဖူးမြင်တွေ့ရပါတယ်။ဒီနံပါတ်လေးဖတ်ပြသွားတာမှာအတန်အတွက်လေးလေးမှားသွားခြင်းတောင်းပန်ပါတယ်ဗျ။ကျွန်တော်လည်းဒီမှာပါတဲ့အတိုင်းဖတ်ပြခြင်းဖြစ်ပါတယ်။ ဒါကတော့အလဲကောင်းမှာတီထားကိုးကွယ်တဲ့ပင်မစီရီတော်ကြီးပဲဖြစ်ပါတယ်။အိတ်စီတန်စီရီတော်ကြီးပဲဖြစ်ပါတယ်ဗျ။ပြင်မှုဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုယ်တိုင်မသွားပြမရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာ ကိုယ်တိုင်သွားဖူးရောက်ဖူးသွားတယ်လို့ခံစားရစီဖို့အတွက်ရည်ရွယ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလေပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေဖြစ်နေသေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပြောစရာတစ်စုံတစ်ရာရှိခဲ့လို့ရှိရင် comment မှာနိုင်ခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပေးပါဗျအသစ်တင်တိုင်းသိအောင်လဲ notification လေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ် ဖရားရဲ့အရှိတ်ရှင်ပြန်တော်ပေါ်မှာတရားမင်းနဲ့မြေနတ်မင်းတို့ကိုတွေ့မြင်ရပါတယ်ဘေဘကပုံတော်ကတော့ဘိုးတော်တရားမင်းရဲ့ပုံတော်ဖြစ်ပြီးတော့ညာဘက်ကစံတော်ရှိကိုကိုင်းထားတဲ့ပုံတော်ကတော့ဝတ်တုံတရီမြေနတ်မင်းရဲ့ပုံတော်ပဲဖြစ်ပါတယ် အက်ဆီဒန်ဇေဒီတော်ကြီးရဲ့အရှိတောင်တောင်းမှာဆိုရင်တော့ဖျားကြောင်းဆောင်တစ်ခုကိုထမှန်ဖူးမြင်တွေ့ရပါတယ်ဒီဖျားကြောင်းဆောင်ထဲမှာလည်းရပ်ွားတော်၄သူရှိပါတယ် ါလေးကတော့ခုနဖះเจ้าဆောင်နဲ့ကက်ရက်မှာရှိတဲ့တိမ်လေးတဲ့ကိုရောက်နေရပဲဖြစ်ပါတယ်။တိမ်လေးတဲ့မှာဆိုရင်တော့ရုပ်ဝါတော်တစုရဲ့ရုပ်ဝါတော်ရဲ့ဘေးမှာဘိုးတော်ဝိဇ္ဇာနှစ်ပါးနဲ့တွေ့ရတယ်ပေါ့နော်။ဒီဘိုးတော်ဝိဇ္ဇာတွေမှာလည်းနာမည်ရေးထားမျိုးမတွေ့တဲ့အတွက်ဘိုးတော်ရဲ့နာမည်ကိုတော့မသိခဲ့ရပါဘူးဗျ။သိတဲ့သူတွေရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်လေးမှာမှတ်သွားပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်။ ါတော့ဖျားရင်မြင်တော်ရဲ့ဘေးမှာရှိတဲ့ရိုးကြောက်ကြီးပဲဖြစ်ပါတယ်။ဒီစေတီတို့ကကြောက်တောင်းမြို့ရဲ့တောင်ဘက်မှာရှိတဲ့ကောင်းတီတောင်ချီမှာတည်ရှိတဲ့စေတီတော်တစုပဲဖြစ်ပါတယ်။အိစီတန်စေတီတော်ရဲ့အနောက်ဘက်ရင်မြင်နေပေါ်မှာရခဘလူတန်နန်းကို တွေ့မြင်ရပါတယ်။အဲ့ဒီဘေးမှာဆိုရင်တော့နဂါမဲတော်ကြီးလို့ထင်ရတဲ့နဂါမဲတော်ကြီးရဲ့တန်နန်းကိုလည်းတွေ့မြင်ရပါတယ်ဗျ။ ဒီမှာလဲတိုက်လာချော်တာမျိုးနက်လာဆက်တာမျိုးငကားလာဆက်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေရှိနိုင်တယ်လို့ထင်ရပါတယ်ဗျာ ဒီနောက်ပုံတော့လည်းကျွန်တော်မသိပါဘူးဗျ။ပြီးတဲ့သူတွေကကွန်မန့်မှာမန်းခဲ့ပေးခြင်းအပြင်ဂျန်တဲ့သူတွေပါသိအောင်မျှဝေပေးသေးကြပါတယ်ဒီမှာဆိုလို့ရှိရင်တော့ညောင်ရီသွန်းပွဲကျင်းပတဲ့ဗောဓိညောင်ဘင်းကိုတွေ့မြင်ရပါတယ်ဗျာ ီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကြီးစုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးတင်ရှိပါတယ်ဗျာဒီနေ့ကျွန်တော်ဗီဒီယိုလေးကဒီလောက်နဲ့ပြီးသွားတာမဟုတ်ဘဲနဲ့အပိုင်း1တွေ3တွေအနေနဲ့ကျွန်တော်ဆက်တင်ပေးပါမယ်အဲ့ဒါတွေကတော့ဒီဖရားကနေဆက်သွားလိုက်လို့ရှိရင်ကောင်းတီတောင်ပေါ်ကိုရောက်ပါမယ်ကောင်းတီတောင်ပေါ်မှာရုပ်ဘွားတော့အကြီးတစုကိုထပ်မံသွားရောက်ဖူးမြုံမှာပဲဖြစ်ပါတယ်နောက်ပြီးတော့အဲ့ဒီကောင်းတီတောင်ပေါ်မှာအခြားလေးလာစရာတွေလည်းများစွာရှိတဲ့အတွက် ဗီဒီယိုလေးကိုအပိုင်းနဲ့အပိုင်း၃အနေနဲ့ဆက်ပြီးတင်ပေးပါမယ်ကျွန်တော်ဗီဒီယိုလေးကိုဆက်ကြည့်ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြရင်ပြန်တွေ့ကြအောင်မယ်နော်ဘိုင်ဘိုင် Tall buildings as the chemicals take us higher. The night's young, it has just begun. As she puts her hand in mine.